ကမ္ဘာပထမဆုံးတာရှိကန်ကာဘွန်14စိန်တခဲကိုတီထွင်ထုတ်လုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဖြစ်တဲ့နျူကလ িয়ার စွမ်းအင် အာဏာပိုင်ဖွဲ့ UKAE က Bristol တက္ကသိုလ်မှာသိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေဟာကမ္ဘာပထမဆုံးကာဘွန်14စင်ကိုအသုံးပြုထားတဲ့တက်ခဲကိုအောင်မြင်စွာတည်ထွင်နိုင်ခဲ့ပါလေ။အဲ့ဒီတက်ခဲမျိုးစားသစ်ဟာစက်ပစ္စည်းတွေကိုနှစ်ထောင်ပေါင်းများစွာကြောင်းစွန့်ရင်ပေးနိုင်စွမ်းရှိတဲ့အတွက်အလွန်တာရှိခနဲ့စွန့်ရင်အေးမြဖြစ်လာနိုင်ပါလေ။အဲ့ဒီစင်တက်ခဲကိုထုတ်လုပ်ဖို့ ရေဒီယိုကာဗွန်သတ္တန်းကိုတိုင်တိုင်အောင်မှာလူသိများတဲ့ရေဒီယိုတတိကျအိုင်ဆိုဒုတ်ကာဗွန်14ကိုအသုံးပြုထားပါတယ်။အဲဒီကာဗွန်14ကိုလည်းပဲများစွာမှာအသုံးပြုနိုင်တဲ့အလားအလာရှိပါတယ်။ဇီဝဗေဒသဘောတရားနဲ့လိုင်ယောညီထွေရှိတဲ့စိန်အသုံးပြုတဲ့ခေတွေကို မျက်စိအစာတို့ကရိယာတွေနာကြကရိယာနှလုံးခုန်ဆက်ကဲ့သို့ဆေးဘက်ဆိုင်ရာစိတ်ပစ္စည်းတွေမှာ သုံးနိုင်ပြီးအစာထုတ်ဖို့လိုအပ်မှုကိုလျှော့ချပြီးတော့လူနာတွေအတွက်စိတ်နှောင့်ယှက်ဖြစ်ရမှုကတိကောင်းဖြစ်ရမှုကိုတက်တာစီမှာပြပါတယ်။ ဒါအပြင်အဲ့ဒီစိန်တခဲကိုတမယိုးကြတခဲတွေနဲ့အစားထုတ်ဖို့လုံးဝမလိုကူတဲ့အာကာသနဲ့ကပောင်မှရှိတဲ့ခက်ခဲနေနေတဲ့သဘောပေါင်းခြင်းဆိုင်ကိစ္စတွေမှာလည်းတွန်းလိုက်ပါလေဒီတခဲတွေဟာကပောင်ပေါ်မှာဖြစ်စီအာကာသရင်တော့မဟုတ်ဝင်တင်ကရိယာများကဲ့သို့သောစက်ပစ္စည်းတွေကိုဆယ်စုနှစ်များစွာကြာအောင်ခွဲခြားသတ်မှတ်ဖို့နဲ့ခြေရာခံဖို့လိုအပ်တဲ့ရေဒီယိုတတိကြွအချိန်နှုန်း RF ကိုစွန့်ရင်ပေးနေတဲ့အတွက် ကုန်ကြစည်ရွှတ်ချနိုင်ပြီးလက်ပတ်နိုင်မှုတက်တန်းကိုလည်းတိုးမြင့်ပေးနိုင်တယ်လို့သိရပါတယ်။စိန်သုံးပြုတ်တခဲတွေဟာမိုက်ခရိုဝတ်ဆင်းစွမ်းရင်ကိုအဆင်မပြတ်ထောက်ပံ့ပေးဖို့ဘေးကင်းပြီးရေရှည်တည်တက်နိုင်တဲ့နည်းလမ်းပါ။ဒါတွေဟာကာဗွန်14နည်းငယ်ကိုဘေးကင်းစွာထည့်သွင်းထုတ်လုပ်ထားတဲ့စိန်ကိုအသုံးပြုတဲ့နည်းပညာပဲဖြစ်ပါတယ်လို့ UKEA မှာ Christian Fluorocycle ဌာနဒါရိုက်တာကပြောပါတယ်။ကာဗွန်14စိန်တက်ခဲဟာနှစ်ပေါင်း9800တန်းရှိတယ်။ ကာဗွန်14ရဲ့ရေဒီယိုတတိကြွယူရင်းမှုကိုသုံးပြီးတော့စွမ်းအင်အနေငယ်ကိုထုတ်လုပ်ပေးခြင်းဖြစ်ပါတယ်။ဒါဟာအလင်းကိုလျှက်စစ်ဖြစ်ပြောင်းလိုက်ပြီးတဲ့ဆိုလာပြားတွေမှာစင်တူစွာလှုပ်ဆောင်ပေးမယ်လေ။အလင်းမုံဖိုတွန်တွေကိုသုံးပြီးမယ်အစားစိန်ရက်ဖွဲ့စည်းပုံအတွင်းမှာလိမ့်မြန်စွာရွေးရှားနေတဲ့အီလက်ထရွန်တွေကိုဖမ်းယူခြင်းဖြစ်ပါတယ်။ပရက်ဆိုတက်ကတူမှာပေါမောက်ခါတွေကတော့ကျွန်တော်တို့ရဲ့မိုက်ခရိုစွမ်းအင်နည်းပညာကအာကသနည်းပညာနဲ့လုံခြုံရေးကိရိယာတွေဟာ စေဘဆိုင်ရာအစားထုတ်ကိရိယာအထိအရေးကြီးတဲ့အသုံးချမှုများစွာထောက်ပံ့ပေးနိုင်ပါလေ။လာမယ့်နှစ်နိုင်ငံတကာစစ်မှုလုပ်ငန်းတွေပါဝင်သုတေသနဆိုင်ရာမိဘတွေနဲ့ပူးပေါင်းပြီးတော့ဒီလားလားအလုံးကိုစူးစမ်းလေ့လာနိုင်ဖို့ကျွန်တော်စိတ်လို့ရှာမိတယ်လို့ဆိုပါရစေ။ဖွဲ့စည်းနှုတ်ခွန်းမှာသိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာအဖွဲ့ဟာ UKAE ရဲ့ကူဟန်ကမ်ပတ်မှာစိန်နဲ့ထုတ်လုပ်အသုံးပြုတဲ့ထူပြုကိရိယာဖြစ်တဲ့ plasma အနယ်ချဆက်ကိုတည်ဆောက်ဖို့လည်းလှုပ်ဆောင်နေပါတယ်။အဲ့ဒီကြည့်ဖြစ်မှုက UKAE ရဲ့စွန့်ထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းရလဒ်ဖြစ်ပါတယ်။ ဒီသူရတနာပြုမှုကရရှိတဲ့ကျွမ်းကျင်မှုဟာဆက်ဆက်နေပညာတွေမှာတီထွင်စဉ်းစားမှုကိုအရှိန်မြှင့်နေပေဖို့ကူညီပေးလျက်ရှိတယ်လို့သိရပါတယ်